ကဲ series for you ကနေပြီးတော့ပြန်လဲကြိုးဆိုပါပြီ series for your breather များအတွက်ဒီကနေ့တင်ဆက်ပေးဖို့ထပ်မံရွေးချယ်ပေးထားရုပ်ရှင်လေးကတော့ Transformer စကားရိုက်တဲ့ကဒုတိယကားဖြစ်တဲ့ Transformer Rave of the Fallen 2000နိုင်မယ်ဖြစ်ပါတယ်ခင်ဗျာ Cybertron ရဲ့ဂျိုမှာ Autobot နဲ့ Decepticon တွေတိုက်ပွဲတွေဖြစ်ခဲ့ပြီး Decepticon ကောင်းဆောင် Megatron ရဲ့ဖျက်ဆီးမှုကြောင့်မလို့ Cybertron ဂျိုကပျက်စီးခဲ့ရတယ်ဒီစကားမှာဆိုလို့ရှိရင် The Fallen လို့ခေါ်တဲ့သူကအသက်ရှင်တန်နိုင်တဲ့ဂျိုများပါတဲ့ခြေတွေကိုဖျက်ဆီးခြင်းမပြုရဆိုတဲ့သူရဲ့စီမံခန့်ဖောက်ပြက်ခဲ့ပြီးတော့ ကဘာကြီးရဲ့နေကိုစခုဖို့ကြိုးစားခဲ့ပါတယ်။ဂျန်နဲ့ဘရိုင်းတွေကသူတို့ကိုတားဆီးခဲ့ပြီးတော့ဂျေစခုရဲ့ဆက်ကိုစတင်လှုပ်ဆောင်ရမှာ၃ရက်မှ Madrid's of leadership ကိုဖျောက်ဖျက်ခဲ့ကြပါတယ်။ကဲအစင်းသဖြင့်ပြီဆိုတော့ကျွန်တော်ရဲ့ recap လေးကိုစတင်လိုက်ကြပါမယ်။ကျွန်တော်တို့လိုက်ပါပြီးတော့အဆုံးထိခန်းစားလိုက်ကြပါ။ကျော်ကထုံးစံတိုင်းပဲ Siri for you က A9 တင်ဆက်ပေးမဲ့ရှိန်းသူပဲဖြစ်ပါရည်။ ဇာတ်ရဲစာမှာဆိုရင်တော့ခရစ်တော်မပေါ်မီနှစ်ပေါင်း18000လောက်ကကဘာမီဘော်ကလူသားတွေဟာဂိူနာစာနာတက်ကြတယ်လို့အကြမ်းဖက်မှုတွေကိုလည်းဖန်တီးနိုင်ကြပါတယ်အဲဒီကာလကလေးကအော်တိုဘော့တွေကကဘာမီဘော်ကလူတွေကိုကာကွယ်ဖို့အတွက်ဂရီထားရှိခဲ့ကြတယ်လို့ဟိုးအရင်ရင်အချိန်ကာလတွေကလေးကလည်းလူသားတွေနဲ့ဆက်သွယ်မှုရှိခဲ့ကြပါတယ်တရုတ်နိုင်ငံရှန်ဟိုင်းမြို့မှာအစိတ်တန်းငွေယိုစီးမှုဖြစ်ပေါ်နေပြီးလူတွေကလည်းဟိုးဒီဒီပြေးလွှားနေကြပါတယ်အမေရိကန်စစ်ဌာနချုပ်ကတော့ NAS အဖွဲ့ကိုနေမြေရှင်းလင်းမှုအတွက်စေလို့ခဲ့ပါတယ် လုံးရဲ့နှစ်နှစ်ကျော်လောက်ကလေးကအစင်းမြင့် Auto Boss တွေက January Moshua ရဲ့လောက်မှာအမှုထမ်းနေခဲ့ကြတာပါ Moshua ကလိုအပ်အစင်းမြင့်လူသားတက်တွေနဲ့မဟာမိတ်ဖွဲ့ပြီးတော့နေထိုင်ခဲ့တာဖြစ်ပါရီ Nestway ကကမ္ဘာတစ်လောမှာရှိနေတဲ့ရန်သူ D70 ကိုးနေရဲ့အပိုင်းစာတွေကိုလိုက်လံသိမ်းဆည်းနေတဲ့အဖွဲ့တစ်ခုဖြစ်ပါရီလူသားတက်တွေကသူတို့ခြေရာခံခဲ့တာနီးနေပြီဖြစ်ကြောင်း Iron High ကိုပြောပါရီသူတို့ရရှာနေကြတဲ့ဒီဇယ်ဒီကွန်ဒီမွန်တွေ့တဲ့အခါမှာဒီမွန်ကဆပြီးတော့အတကုံတိုက်ခိုက်ခဲ့တာကြောင့်မလို့တပ်ဖွဲ့ရောက်ဌာနချုပ်ကိုပြစ်မိတောင်းခဲ့ပါရီ Skerris နဲ့ Mathless ဆိုတဲ့ Autobots အမွာဦးဆောင်တဲ့ဖွဲ့ကလည်းစစ်ကူရောက်ရှိလာအောင်မလို့ဒီဇယ်ဒီကွန်းကအဲ့ဘက်ကိုလာနေပြီဖြစ်ကြောင်းဗိုလ်မှူးကသတိပေးလိုက်ပါတယ်။ဒီဇယ်ဒီကွန်း side way ကသွားလာရင်းနဲ့ကားစီးကိုထချမ်းခွဲလိုက်ပါတယ်။စစ်သားတွေကစစ်ကူတောင်းတာအကြောင်းမလို့ Optimus ကဘန်ဒဂွန်ကနေပြီးတော့လေရင်နဲ့ရှာဟန်းကိုရောက်လာပြီးလေဒီနဲ့လေရင်ဘောကခုံချကဒီမိုရှိယာစီကိုရောက်လာပါတယ်။ Optimus နဲ့တခြား Autobots တွေကဒီမိုကိုတင်အောင်တိုက်ခိုက်ခဲ့ပြီး Demon Falling ကပြန်လဲနိုးထလာမှာဖြစ်တာအကြောင်းမလို့သတိထားနေဖို့ပြောလိုက်ပေမဲ့ Optimus ကတော့တခါရဲအဆုံးသတ်ပေးလိုက်ပါတယ်။နောက်တစ်ခါမှာတော့ Sam Whiskey ကအထက်တန်းကျောင်းမှာပေါက်ခရနေခဲ့ပေမဲ့ကံကောင်းပြီးတော့ College ဝင်ဝင်ရသွားပါတယ်။ Miglas ကတော့သူ့ရဲ့ Workshop ဆိုင်မှာဆိုင်ငယ်စေးမုံနေရင် Sam ကိုဖုန်းဆက်ပြီးတော့အနေဝေးလို့ပြကြဖို့ပြောပေမဲ့ Sam ကတော့ TV ကိုယ်တွေဝေလိုက်ပြီးဖြစ်လို့အရင်ကထပ်ပို့ပြီးတော့နေတော့မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ Sam ကဖုန်းပြောနေတဲ့အရင်တုန်းကဝေခဲ့တဲ့ Miglas ရဲ့အမတ်တရဂျာကင်အောင်တထည်ကိုထည့်ယူဖို့ခါလိုက်တဲ့ခါမှာတော့ကုဘာတုံးရဲ့လက်ကျန်အပိုင်းစားတစ်ခုကထွက်လာခဲ့ပါတယ်။ ခုအားလုံးကဆံမြစ်မျိုးလုံးတွေကတစဉ်မျက်ညံတွေကိုဖက်ရှူပြီးတော့ပြန်လဲတက်ဝင်လာခဲ့တယ်လို့အောက်ကိုပြုတ်ကျသွားခဲ့ပြီးတော့မီးဖို့ကန်တွေကဆက်ပစ္စည်းအားလုံးကိုစိတ်ဟုတ်ဖြစ်အတက်သွင်းလိုက်ပါရီဆံတယောက်အင်ရောထက်ကိုရောက်တဲ့အခါမှာတော့အသက်ဝင်နေတဲ့စိတ်ရောအသေးလေးတွေအများကြီးဝိုင်းလာကြပြီးတော့တိုက်ခိုက်ကြရကြောင်းမလို့ဗရင်းဘောက်ကနေကြောစင်းပြီးတော့ဘန်မေဘီကိုလမ်းခေါ်လိုက်ပါရီကားကိုရောင်တွေကဘန်မေဘီကထွက်လာခဲ့ပြီးတော့တိုက်ခိုက်လိုက်တာကြောင်းမလို့စိတ်ဟုတ်လေးတွေလည်းပျက်စီးသွားခဲ့ပါရီအဲဒီနောက်မှာရေးရောက်လာခဲ့တာမလို့ဘန်မေဘီကိုကိုရောင်ထဲမှာပုံခိုင်းလိုက်ပါရီ မီဂလက်စ်ကလည်းဆိုင်ခင်းနဲ့ရောက်လာခဲ့တာကြောင့်ဆမ်ကကူပါတော့အပိုင်းစာလေးကိုတတုဘူးလေးတဘူးလေးကိုထိန်နေဒေးဒေးချာချာတင်ထားပေးဖို့မီဂလက်စ်ကိုမှားလိုက်ပါရီဆမ်ကကျောင်းသားတွေကကားမောင်းခွေမရတာကြောင့်မလို့အတူတူလိုက်သွားလို့မရတဲ့ဘန်မေပီးကဝမ်းနေပြီးတော့ငိုယုံနေခဲ့ရပါရီမီဂလက်စ်ကအပြင်ကိုခဏထွက်သွားပြီးတော့ဝေစားလေးလိုက်ကဘန်စီကိုကိုင်းကဆမ်ကိုချေရေးဆူခဲ့ပါရီဆမ်နဲ့မီဂလက်စ်တို့ဂျီနူးနေတာကိုသူ့ရဲ့အဖေနဲ့မိကအဝေးကနေလှမ်းကြည့်နေပါရီဆမ်ကလည်းမီဂလက်စ်ကိုလက်ထပ်ဖို့ဂရီတွေပေးကထွက်သွားခဲ့ပါရီ ိနောအသက်ဝင်နေတဲ့ယောဂါလေးစီးကမီကီလက်စ်ရဲ့အိတ်ထဲမှာကုဘာရုံအပိုင်းစာလေးရှိနေတာကိုတီးသွားပြီးတော့အချက်ပြလိုက်တာအကြောင်းမလို့ဖောလင်းကတီးသွားခဲ့ပြီးကုဘာရုံကိုယူဖို့မှားလိုက်ပါ ರಿ နက်စ်ရဲ့ဌာနခွဲတစ်ခုမှာတော့အဖွဲ့ရလေရင်ဘော်ကဆင်းသက်လာကြပြီးတော့ကြာဆုံးသွားတဲ့ရဲဘော်တယောက်ရဲ့အခောင်းအောင်သေးလာကြပါ ರಿ မကြခင်မှာ Optimus Prime နဲ့တခြား Auto Boss တို့ကလည်းဝင်ရောက်လာကြသလိုဒေါက်တာကယ်လိုဝေးစတိုကလည်းရောက်လာကြပြီးတော့တမဒရဲ့ဒိုက်ရက်အမိတ်စာရွက်ကိုပြသရင်းနဲ့အထူးတပ်ဖွဲ့ကိုပြောစရာရှိရလို့အတည်ပြုလိုက်ပါ ರಿ အာဂါဒါရီမှာရှိတဲ့အမေရိကန်စစ်ဘက်သုံးဂျိုလူတို့ခုကိုဒီဇက်ဘီကုန်းတွေကထိန်းချုပ်လိုက်ကြပါ ರಿ Ultimax ကတော့ Dr. Gelo ရဲ့ရှေ့မှာစိတ်ရုပ်သွင်းပြောင်းလိုက်ပြီးတော့ Falling ပြန်လဲနိုးထလာရမယ့်အကြောင်းနဲ့ကဘာပေါ်မှာရှိနေသေးတဲ့ကုဘာရုံ Osprey ကိုလိုက်ရှာကြမယ်လို့ပြောလိုက်ပါတယ်။ Dr. Gelo ကတော့ Decepticon တွေကဘာဘာညံ့ညာရီလာရှာနေရဆိုတာထက် Autobots တွေကိုလာရောက်တိုက်ခိုက်နေကြအကြောင်းသာလူသားတွေကပဲကြည့်လို့ကြစားညက်ကုန်ကြတာလို့ပြောလိုက်ပါတယ်။အဲဒီမှာပဲ Gelo ကအော့စပါရဲ့နောက်ဆုံးလက်ကျန်အပိုင်းစာကိုလူညုံတဲ့နေရာမှာတင်ထားရလို့ပြောလိုက်တဲ့စကားကိုဒီဇက်ဒီကွန်းတို့ကသူတို့ထိန်းချုပ်ထားတဲ့ဂျိုးလူကနေတစင်တီးသွားခဲ့ပြီးတော့သူတို့ရှာပွေနေတဲ့ယာကိုတွေးရှိရပြီးဖြစ်ကြောင်း ဒီစက်ဒီကွန်းအားလုံးစီကိုတင်ပို့နေပါ ರಿ ဂဲလိုဝေးကတော့ညီကုန်းချုပ်စကားပြောရရင်ဖြင့်အော်တိုဘော့တွေကဘာဘောကထွက်သွားပြီးမှလားလို့မေးခဲ့ပါ ರಿ အော်တီမက်ကမင်းတို့မလိုအပ်တော့ရင်အချိန်မီထွက်သွားပြီးမယ်ဒါပေမဲ့တခုသိကျင်တာကထွက်သွားပြီးမှနောင်နာရနေရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့ကောင်တာမင်းကုန်းတစ်ချက်ကိုပြန်ထောက်ခဲ့လိုက်ပါ ರಿ ဆမ်ကတော့သူနေရမယ့်ခန်းတွေရောက်လာခဲ့တဲ့ခါမှာအခန်းမော်လီယိုကစီးကြုံနေခဲ့ပါ ರಿ လီယိုကတရင်ထဏာတစ်ခုလှုပ်ထားတဲ့တစ်ဖက်ခန်းကိုခေါ်သွားပြီးတငယ်ချင်းတွေနဲ့မိတ်ဆက်ပေးနေတဲ့အချိန်မှာရှိုင်းရင်တရင်ကိုလီယိုကမြင်မြန်ကူးတင်လိုက်ဖို့ပြောနေပါ ರಿ ရိုင်းသတင်းကတော့ဓာတုတက်ငွေယူစိမ့်မှုလို့ကြေညာထားပြီးသူတို့ရဲ့ပြိုင်ဘက်သတင်းဌာနကအဲ့ဒီသတင်းကိုသူတို့ထက်စောပြီးတော့တင်ထားတာကိုတွေးလိုက်ရအောင်မလို့လီယိုကကြေကွဲသွားခဲ့ပါရီဆာဆာယာကလုံနေတဲ့လီယိုကိုဆမ်ကစိတ်ပြတ်သွားပြီးတော့သူ့ကိုအခန်းလဲပေးလို့ရမလားလို့အဆောင်မှုကိုမေးတဲ့ခါမှာမရဘူးဆိုရယ်စကားတခုမှမကြားလိုက်ရပါရီကောလိကကောင်မလေးချက်ကိုတွေးလိုက်တော့လီယိုကသူ့ရဲ့စီးရင်ထဲမှာထိတ်ဆုံးကကောင်မလေးဖြစ်တာအကြောင်းမလို့မတိဖို့ဆန့်အောင်ပြောနေပါရီ ဆမ်မီရဲ့အမေကတော့အောက်ကိုဆင်းသွားပြီးဆမ်မီရဲ့အခန်းကိုလက်ညှိုးထိုးကကောင်မလေးတွေကိုသူ့သားတွေသွားပြီးတော့မိတ်ဆက်ပါလာလို့ promotion ဆင်းပေးနေလို့ဆမ်ကအတင်းပဲပြန်ဆွဲခေါ်လာလိုက်ရပါသေးတယ်။အာဂဒါရဲကဒီဇက်ဘီကွန်းကသူ့ရဲ့ရှေ့ပြေးခွေးဆက်ရုပ် Ravage ကိုအမေရိကန်တားမြစ် area တွေကိုပစ်လွတ်ပေးခဲ့ပါရီ။ Ravage ကလေထွက်ပေါက်ထဲကနေမြေအောက်ထဲမှာရှိတဲ့အဆောက်အုံတွေကိုအလုံးလေးတွေအများကြီးအမ်းချလိုက်ပါရီ။ဇလုံးလေးတွေကအောက်ကိုရောက်တဲ့အခါမှာတော့တစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးတော့ဒီဇက်ဘီကွန်းတကောင်အဖြစ်ပြောင်းလဲသွားခဲ့ပါရီ။ ဲ့ဒီဒီဆက်ပီကိုကြီးက AK ထားတဲ့ metric ကိုတွေးသွားပြီးတော့ရန်သူရောက်နေပြီဖြစ်ကြောင်းသိရတဲ့လူသားတက်တင်တဲ့ Autobots အဖွဲ့ကလေအဲ့ဒါမင်းနေမီတွေကိုရောက်လာခဲ့ကြပါတယ်။သူတို့ဘက်ကမြေအောင်ခန်းထဲမှာတိုက်ခိုက်နေကြသလိုမြေပြင်ပေါ်မှာတော့ Ravage နဲ့တိုက်ခိုက်နေကြပါတယ်။ Sam ကတော့ Leo နဲ့တူတူ party ဘွဲတစ်ခုကိုလိုက်သွားခဲ့ပြီးကခုန်နေတော့မှာဂိမ်းမိုတစ်ခုရှိကိုရောက်သွားပြီးတော့တခုခုပူးကတ်နေတယ်လို့ဖြစ်ကာ Gate Criminal ကိုယူပြီးတော့ရှီယောက်တင်ငေဓာတွေကိုစပွဲမှာချားရင်းနေခဲ့ပါတယ်။လီဝဲစီရင်တဲ့ကကောင်မလေးကအဲလီနာကိုရောက်လာခဲ့ပြီးတော့ဆမ်မြက်ရီးစားဖြစ်ရုတ်တရက်ဟန်ဆောင်ပေးမယ်လို့ပြောရင်းနဲ့ပေါင်ပေါ်တက်ခွာလိုက်ပါတယ် မေဂလက်စ်ကတော့ TV ကိုခေါ်လို့မရအောင်မလို့ဘေးနားကသူ့ရဲ့ခွေးလေးကိုကြည့်ရင်းနဲ့ရှက်ပြုံးလေးပြုံးနေခဲ့ပါတယ်။အဲအချိန်မှာပဲចောင်းသားတယောက်ကအပြင်ကနေဗန်မဲပြီးကားဝါကြီးကဘသူ့ကားလေးလို့မေးနေအောင်မလို့ဆမ်ကအမြန်ထွက်သွားလိုက်ပြီးတော့တငယ်ရင်းတယောက်ရဲ့ကားလိုလိန်ပြောလိုက်ကအမြန်မောင်းထွက်လာရပါတယ်။အဲလီယာကားပေါ်ပါလာပြီးတော့ညူတူတူပြောနေအောင်မလို့တောင်းမြင်ကတဲ့ကောင်မလေးကိုကိုင်းဆောင်ပြီးတော့မျက်နှာကိုဆက်ပြိုင်နေပတ်လိုက်ပါတယ်။နောက်တစ်နေ့မနက်မှာတော့ Optimus ကတင်းကြိုင်းတစ်ခုထဲမှာစောင့်နေပြီးတော့ဗန်မဲပြီးနဲ့ဆမ်တို့ကိုတွားရောက်တွေ့ဆုံခဲ့ပါတယ်။ Optimus ကကုဘာတို့ရဲ့အပိုင်းစာတစ်ခုကအခိုးခံလိုက်ရပြီဖြစ်တယ်လို့ ဂေလူတွေကလည်းသူတို့ကိုကဘာဖြတ်သမားတွေလို့ဆွဆွဲပြီးတော့မောင်းထုံနေတဲ့အကြောင်းအသေးစိတ်ပြောပြလိုက်ရင်နေကဘာကြီးပျက်စီးမဲ့အရေးကိုသူတို့မသိသေးလို့ဆမ်ကဂျားတွေကနေပြီးတော့တန်တမန်လုပ်ပြီးပါလို့ Optimus ကတောင်းဆိုလိုက်ပါရီ Ravage နဲ့တခြား Deceptive ကွန်အဖွဲ့တွေကပင်လေကူးတင်းမော်တစည်းနဲ့လိုက်သွားခဲ့ပြီး Megatron ကိုရင်မြုပ်ထားရနေရာကိုရောက်တဲ့အခါမှာတော့ရေရောက်ထဲကိုဆင်းသွားခဲ့ပြီးခွေးယူလာတဲ့စိတ်ပိုင်းကို Megatron ရဲ့ရင်ဘတ်ထဲကိုထိုးဆိုင်ချလိုက်တဲ့အခါမှာတော့ Megatron ကပြန်လဲနိုးထလာနိုင်ခဲ့ပြီးတော့အဆောင်ရင်ငုတ်တင်းမော်ကိုဖျက်ဆီးကလွတ်မြောက်သွားပါရီ ။ဘက်ဂက်ဒရွန်ကသူ့ရဲ့ဂျိုးကိုပြန်သွားပြီးတော့သူ့ကိုကဘာပေါ်မှာတော်ရဲထားခဲ့တဲ့ Star Scream ကိုတစ်ချက်တည်းကန်လိုက်ရင်ကူပါတော့မရှိတော့ရင်သူတို့မျိုးနယ်စုလည်းပျောက်ဆုံးသွားနိုင်ကြောင်းဖေလန်ကိုပြောလိုက်ပေမယ့်ဖေလန်ကလည်းကူပါတော့ဆိုတာပုံစံတစ်ခုပဲ။အရေးကြီးတာကသူ့ရဲ့အဲထဲမှာတင်ထားတဲ့အသိဉာဏ်တွေပဲ။အခုအဲ့ဒီအသိဉာဏ်တွေကကောင်းလေးတောင်မျက်ဉာဏ်ထဲမှာရောက်သွားပြီလို့ပြောပြလိုက်ပါတယ်။တကယ်တော့ဖေလန်ကနှစ်ပေါင်းများစွာကလေးကကဘာမြေပေါ်ခြေချဖို့ကြိုးစားနေတာပါ။ ဖေလောင်တိုက်ခိုက်နေတာကတော့ Prime နေပဲဖြစ်ပြီးအခုဆိုရင်တော့ Prime နေမှာ Optimat တကောင်ကပဲကောင်းလေးကိုစောင့်ရှောက်ရင်းနဲ့ကြံနေတာကိုတိသွားပြီဖြစ်တာအကြောင်းမလို့ကောင်းလေးကိုဖမ်းပြီးတော့ Optimat ကိုလက်စားချိန်ပေးကြောင်ပြောလိုက်ပါတယ်။ကောလိပ်စာတင်ငန်းထဲမှာစာတင်နေလုံး Sam ကနှစ်ပူးတလို့ဖြစ်လာပြီးတော့ Ledger စာအုပ်ထူကြီးကိုခဏတွင်အလွတ်ကျက်လိုက်ရင်းနဲ့ Einstein ရဲ့ theory တခုကမှားနေကြောင်အတန်းရှည်ထွက်ကဘုံမှအမှန်ကိုတွက်ပြခဲ့ပါတယ်။အဲဒီကစောင့်မိကတ်သွားတဲ့ဆရာကငါ့ထက်လက်ဆောင်ထက်ချိန်နေရလားလို့ပြောရင်းနဲ့ Sam ကိုနင်းထုတ်လိုက်ပါတယ်။ Nicholas ကလည်းအင်ုံပြောင်းလာခဲ့တယ်လို့သူ့နောက်ကနေလည်း Desertigon စက်ရုပ်လေးက ဒိတ်စိတ်ခိုးလိုက်လာရင်လည်းကုဘတော်အပိုင်းဆောင်ရှာဖွေနေခဲ့ပါပြီ။အဲဒီအချိန်မှာပဲဆမ်ကစာတင်ငန်းတွေကဖြစ်ပျက်ကိုပြောပြပြီးတော့သူပေးထားတဲ့တက်တူစာလေးတေးချာတင်းထားရလားလို့မေးတဲ့အခါမှာမိဂန်တက်တာထဲမှာတင်းထားရလို့ဖြေလိုက်ပါပြီ။ဒါကိုဒီစက်ဒီကွန်စေယုတ်ကြီးကကြားသွားပြီးတော့တက်တာကိုဖွင့်နေချိန်မှာမိဂလက်စ်ကတွေ့သွားခဲ့ပြီးတော့စေယုတ်ကိုဖမ်းကဘေးကောင်းတဲ့ကားစိုက်ဝဲမျက်လုံးကိုဖောက်ပြီးတော့မှတန်တက်တာရဲ့အထက်ကအခုပဲလင်းရင်လက်မဝယ်ပြီးတော့လာနေပြီဖြစ်ကြအောင်ဆမ်ကိုပြောပြလိုက်ပါပြီ။ဆမ်ကအဆောင်ငန်းနဲ့ပြန်အောင်လာခဲ့ပြီးတော့အခန်းထဲကနေရာမှာခေါင်းထဲကပေါ်လာသမျှတင်ကြေးတွေကိုရေးချင်နေခဲ့ပါပြီ။ ဘန်ကုံဌာနမှာတော့ဒီဇယ်ဒီကုန်းတွေတကြောပြန်လဲရောက်လာတော့တည်သွားခဲ့ကြပြီမလို့ဘုံမှုလန်းတော်တို့ဘက်ကချက်ချင်းပဲဒီဇယ်ဒီကုန်းတွေရှိရဖို့ထပ်သွားကြပါတယ်လီယိုကလည်းအဲလီကိုဘေးကနေလိုက်ကြောင်နေပြီမြေသူ့အမချစ်မိနေပြီကွဲလို့ဆိုရလောက်အောင်ဆမ်ကိုဆွဲလန်းနေပြီဖြစ်လို့ဇမ်မြက်ခိုင်းနေဝင်ပြီးတော့လီယိုကိုအပြင်ထုံးထုတ်ကဆမ်ကိုမြင်းလုတ်စီးပါတော့တယ်အဲအချိန်မှာမီဂလက်စ်ကရောက်လာပြီးတော့ဆန်တို့ဘလူးပလဲနေရာကိုတွေ့သွားပြီးတော့နောက်ပြန်လဲသွားပြီမြေအဲလီကတော့ငကိုသေးုံမှန်ဖြစ်တဲ့ဒီဇယ်ဒီကုန်းစိတ်ဟုတ်ဖြစ်ပြောင်းလဲသွားကဇမ်မြက်လေပင်ကိုအမိနဲ့ပတ်လိုက်ပြီးတော့တိုက်ခိုက်လိုက်ပါတယ် မီဂလက်စ်ကအတန်ဒီကြောင့်မလို့ပြန်လာကြည့်ချိန်မှာဒီဇယ်ဒီကွန်းစေဟုတ်ကြီးကိုမြင်လိုက်ရလို့ဆမ်မီဂလက်စ်နဲ့လီယိုတို့တောင်းအောင်တာကအသေးအတာထွက်ပြေးရပါတယ်။ဇေယုမအဲလီယက်တိုက်ခိုက်မှုကြောင့်မလို့စာကြီးရိုက်ထဲကလူကြီးလည်းထွက်ပြေးနေရပြီးတော့ဆမ်ကမီဂလက်စ်ယူလာတဲ့တန်တက်တာကိုကောက်ယူကမီဂလက်စ်ကလည်းတခြားကားတစ်စီးကိုကားတစ်ခုထားနေတော့မပါဘဲနဲ့ရုပ်ရှင်တွေကလို့ဆန်နိုးပြီးတော့မောင်းပြေးလာခဲ့ကြပါတယ်။မီဂလက်စ်ကအဲလီကိုဓာတ်တိုင်နဲ့ညှက်တိုက်ပြီးတော့အဆုံးစီရင်ပေးခဲ့ပါတယ်။လမ်းရောက်တဲ့အခါမှာတော့ဒီဇယ်ဒီကွန်းရဟတ်ရဲ့တစ်စီးကသူ့ရဲ့ကားကိုချိန်ဆွဲခေါ်သွားကဂူရောင်တစ်ခုထဲမှာပြက်ချခဲ့ပါတယ်။ ground ထဲရောက်လာတဲ့အခါမှာတော့ Megatron ကကားကိုထကြမ်းချလိုက်ကသူ့ကိုမတ်မိသေးရလားလို့မေးနေခဲ့ပါတယ်။ဇန်အောင်ပလက်လန်ထားပြီးတော့ခေါင်းနေပါဇက်တီတဲကိုနှိုက်ပြီးတော့လှုပ်ဝက်ချက်ကိုရှာဖွေနေခဲ့ကြပါတယ်။ဇန်မြေအုံတော်ကိုထုတ်ဖို့လုပ်တဲ့အချိန်မှာတော့ Optimus နဲ့တခြား Autobots တွေကအမြန်ဆုံးရောက်လာခဲ့ပြီးတော့ Megatron ကိုတိုက်ခိုက်ကာ Sam ကိုလာရောက်ကယ်တင်သွားခဲ့ပါတယ်။ Megalus နဲ့ Leo ကတော့ Bumblebee နဲ့အတူတူထွက်ပြေးလာခဲ့ပါတယ်။ Megatron က Sam နောက်ကိုလိုက်နေခဲ့သလို Optimus ကလည်းပဲဂျာရိတ်ကနေပြီးတော့ Megatron ကိုပြန်လည်တိုက်ခိုက်နေခဲ့ပါတယ်။ မဂါဒွန်းနဲ့တခြားဒီစတီဂုံးတွေတိုက်ခိုက်မှုတွေကြောင့်မလို့ Optimus ကလည်းကြသွားခဲ့ပြီးတော့လျှက်စစ်စည်းစင်းမှုကလည်းပြတ်တောက်သွားပြီးလဲကြသွားခဲ့ရပါတော့ဒီ Optimus ပြည့်စည်သွားတော့ဒီစတီဂုံးတွေစူးစီးရမယ့်အချိန်ကျပြီလို့ပြောရင်းနေခေါင်းဆောင်စရာကြီးဖေလန်ကအားပြင်းနဲ့နိုးထလာကအပေါင်းမများပါနဲ့ကဘာမီပေါ်ဆင်းသက်ဖို့ပြင်ဆင်လိုက်ပါပြီ။ရှမ်ဂိုရောတခြားဂျန်နေသေးတဲ့ဘန်ဘေဘီးနဲ့အော်တိုဘော့တွေကကဲထုတ်သွားခဲ့ပါရီ။ရှမ်တို့ဘက်ကနယူးယောက်မြို့ပေါ်ကိုရောက်ရှိခဲ့တယ်လို့တခြားတစ်ဖက်မှာလည်းပဲ Star Screen နဲ့ Soundwave တို့ဘက်ကကဘာမီပေါ်ကိုပြန်လည်ရောက်လာကြပြီးတော့အမေရိကန်ရေးတပ်ကိုစတင်တိုက်ခိုက်ဖျက်ဆီးကြပါတော့တယ်။ ဇောင်းဝေးကကဘာလုံးဆိုင်ရာအတန်လွတ်တာဝါတိုင်းကိုထိမ့်ချုပ်ပြီးတော့စကြဝဠာထဲမှာလူသားအကြီးပဲရှိတာမဟုတ်တလို့ဆမ်တို့အမိရတဲ့ကောင်လေးတယောက်ကိုသူတို့လက်ထဲကိုမအပ်ဘူးဆိုရင်ဒကဘာလုံးကိုမီးလောင်လိုက်သွင်းပြီမယ်လို့ချိန်ချလိုက်ပါတယ်။ FBI နဲ့ CIA တို့ကလည်းတစ္ဆာရှိရှိပူးပေါင်းပြီးတော့ဆမ်ကိုရှာဖွေနေခဲ့ကြပြီဖြစ်တယ်လို့ဒီစရီကိုနေကိုတိုက်ခိုက်ဖို့အတွက်ကဘာလုံးဆိုင်ရာပူးပေါင်းစစ်ဆင်ရေးအတွက်လည်းအစင်းနဲ့ပြေးနေခဲ့ကြပါပြီ။ဒီသတင်းကိုတွေ့သွားတဲ့လီယိုကသူတို့က CIA နဲ့ FBI တို့ရဲ့အလို့ရှိဆုံးလူတွေဖြစ်နေကြအောင်ဆမ်ကိုအတီးပေးလိုက်ရင်ဂျီယာခံလို့မရအောင်သူတို့ရဲ့ဖုန်းကိုရိုက်ခွဲလိုက်ပါတယ်။ အော်ဒီမက်ဘရိုင်းရဲ့ခန္ဓာကိုယ်လည်းနက်စကန်အောင်ပြန်လည်သေးလာခဲ့ပြီးတော့ဂေလိုဝေကတော့နက်စဘွဲကိုဖျက်သိမ်းလိုက်ပြီးလို့ဗုံမှုပါဝင်ဂျန်နေသေးတဲ့အော်တိုဘော့တွေကိုပြောလိုက်ပါတယ်။ဂိုးရောင်ပြက်ကြီးတစ်ခုထဲမှာပုံအောင်နေကြရင်နဲ့ဆမ်ကအမွာဆဲကိုနှကောင်ကိုသူ့ကောင်တွေကတင်ကြီးရားတွေကိုဖတ်တက်လာလို့မေးပြီးတော့လက်မလူရိုင်းစလုံးတစ်လုံးကိုပြလိုက်ပါတယ်။စကေဒက်စ်နဲ့မက်ဖလက်ကဒါရီယာရှီအောင်တင်ကြီးရားဖြစ်ပြီးတော့စိုက်ဘာထွန်ရဲ့စာတွေဖြစ်နိုင်ပေမဲ့သူတို့ကစာဖတ်တာမကြွမ်းကျင်ဘူးလို့ပြောလိုက်ပါတယ်။အရေးကြုံရင်အကြံကောင်းထွက်တဲ့လီယိုကရူဘိုလို့နာမည်ရတဲ့လူတစ်ယောက်က တို့ကိုကူညီပေးနိုင်တယ်လို့ပြောပြီးတော့ဘန်ဘယ်ဘီနဲ့တူတူထွက်လာခဲ့ကြပါပြီ။ဆမ်ကဆိုင်နဲ့ဝင်သွားတဲ့ခါမှာလီယိုရဲ့ Robo City တော်ဆိုတာကတချိန်ကသူသိဘူးတဲ့ဆိုင်မွန်ဖြစ်နေပါပြီ။ဆိုင်မွန်ကလည်းဆမ်ကိုတွေ့ရတယ်ဆိုင်ပိတ်ပြီလို့ပြောကဝဲသူအားလုံးကိုထွက်သွားခိုင်းလိုက်ပါပြီ။ဆမ်ကတင်ဂေရာကိစ္စကိုပြောပြလိုက်တဲ့အချိန်မှာတော့ဆိုင်မွန်ကစိတ်ဝင်စားသွားခဲ့ပြီးတော့သူ့ရဲ့လှုပ်ဝက်အခန်းလေးကိုအားလုံးခေါ်သွားလိုက်ပါပြီ။ဂျူသားရဲ့အကြောင်းကို Area 9ရဲ့ဖွဲ့က85နှစ်လုံးလုံးလေးလာထားခဲ့တဲ့အချက်လက်တွေကိုအလုံးမပြောက်ခင်ခိုးဥလာခဲ့တဲ့ဆိုင်မွန်ကအချက်လက်စာရွက်စာရိုင်းနေတဲ့အတူတူမှတ်တမ်းတွေကိုထုတ်ပြီးတော့ပြလိုက်ပါပြီ။ ဒါမဲ့ဆိုင်မွန်ကဂျိုသားနဲ့စကားမပြောတဲ့ကြောင်ပြောတဲ့ခါမှာမီဂလက်စ်ကတူဘန်နာရဲ့ဒီစတီကွန်ကားစိတ်ကိုကားနောက်ဖုံးထဲကနေပြီးတော့ထုတ်ပြလိုက်ပါရီစတီကွန်စိတ်ဟုတ်ကတော့ဂျန်နေသေးတဲ့မျိုးလုံးတစ်ဖက်ကိုမီဂလက်စ်ပြက်စီးပြစ်မာကိုကြောက်နေပြီးတော့ဘရိုင်းဘာသာစကားဖတ်တဲ့စိတ်ဟုတ်တွေရှိမဲ့နေရာကိုမြေပုံပေါ်မှာပြပေးလိုက်ပါရီသူတို့ဘွဲ့ဟာစမစ်ဆိုနီယန်လေးချောင်းပြတဲ့ကိုရောက်ရှိလာကြပြီးတော့အဆောင်တွေကိုလျှက်စစ်လျှော့ပေးပြီးဒေးလင်းနေချိန်မှာလင်းပြကန်းတွေကိုခိုးဝင်လိုက်ကြပါရီဆမ်ကသူ့ရဲ့တက်တူဘူးတွေကကူးပါတော်အပိုင်းဆောက်ကိုယူပြီးလင်းစည်းကိုရှာဖွေကအသက်သွင်းခဲ့တယ်လို့ အိလင်ဟာဂျပန်အဖြစ်ပြီးတော့ဒီဇတီကိုမျိုးဆက်ရဲ့ဂန်နဝင်ဘိုးရဲ့အဖိုးကြီးတကောင်ဖြစ်နေခဲ့ပါပြီ။အပြင်ရောက်တဲ့အခါမှာတော့ဂျပန်ယာကအော်တိုဘော်ရီဘက်ပြောင်းထားတဲ့သူဖြစ်တယ်လို့ရှင်းပြလိုက်ရင်းနဲ့အချိန်မရှိတော့ကြောင်းမလို့ဆန်တို့တစ်ဖွဲ့လုံးကိုရှီယောင်ဆန်ဟာဗက်စတာကြီးရှိရာ AJC ကိုအချိန်ခီးသွားလမ်းကြောင်းတစ်ခုကနေအမြန်ဆုံးခေါ်လာခဲ့ပါပြီ။ဂျပန်ယာကသူ့ရဲ့ဘိုးဘေးတွေကနှစ်သန်းပေါင်းများစွာကလေးကအနာဂတ်စွမ်းရည်အရေးမြစ်ကိုရှာဖွေဖို့အတွက်ဒီဂျိုဘောရောက်လာခဲ့ကြတာဖြစ်ပြီးအဲဒီစွမ်းရည်မရှိဘူးဆိုရင်သူတို့အားလုံးကတန်ကြီးတက်သွားမှာဖြစ်ကြောင်းပြောပြနေခဲ့ပါပြီ။ ဗိုလ်ဝေးတွေကနေအောင်ရေစွမ်းအင်ကိုဖျက်ဆီးပြီးတော့ဒီဇယ်ဒီဂုံးတွေရဲ့စွမ်းအင်ရရှိဖို့အတွက်စွမ်းအင်ထုတ်လုပ်ပြီးတဲ့ဆန်ဗယ်ဇာဆက်ကြီးတစ်ခုကိုတဲကန်နာထဲမှာတိစောက်ခဲ့ကြပါတယ်။အဲ့ဒီနှုန်းက brand ခုနှစ်ယောက်ကနေအောင်ရေစွမ်းအင်ကိုရှာဖွေဖို့အတွက်စက်ကြဝဠာအနှံ့ကိုတက်တွေဖြန့်ခဲ့ကြပြီးတော့တက်ရှိရရှိရဲ့ဂျူရီရဲ့နေမင်းကြီးကိုမဖျက်ဆီးပြဖို့ဂရုရထားခဲ့ကြပါမယ်။ဖေလန်ဆိုတဲ့ဒီဇယ်ဒီဂုံးကစပြီးတော့ဂရုဖြတ်ခဲ့တာကြောင့်မလို့စစ်ပွဲတွေဖြစ်ခဲ့ကြကြောင်းဖေလန်ကဒီဇယ်ကြီးကိုပြန်လဲတက်သွင်းကလူတွေကိုဖျက်ဆီးခြင်းနေတာဖြစ်တယ်လို့အကြောင်းအုံရှင်းပြလိုက်ပါတယ်။ဖေလန်ကတခြားသူတွေထက်အင်အားကြီးသလို မက်ဒရစ်ကိုအပိုင်စီးဖို့အမြင်နဲ့ကြိုးစားနေရကြမလို့တခြားညီကိုတွေကသူတို့ခန္ဓာကိုယ်တွေကိုပြက်စီးပြီးတော့အုပ်ကိုပြစ်ဖန်တီးလိုက်ရင်နဲ့မက်ဒရစ်တော့ကိုလုံးဝရှာမတွေ့အောင်ဖောက်ထားလိုက်ကြပါလိမ့်။ဗော်လန်ကစက်ကြီးရှိတဲ့နေရာကိုတည်ထားပြီးတော့မက်ဒရစ်တော့ကိုသာရှာတွေ့နိုင်သွားရင်ကပိုင်းတစ်ခုလုံးပြက်စီးသွားမယ်။ဗော်လန်တားဆီးဖို့ဆိုတာကပရိုင်မျိုးနေတွေကပဲတိုက်ခိုက်နိုင်တယ်လို့ဂျက်ဖိုင်ယာကပြောလိုက်ချိန်မှာတော့ဆမ်ကအော်တီမတ်ပရိုင်နဲ့တွေးဆခဲ့ဘူးပေမယ့်အခုတော့သူ့ကိုကာကွယ်ပေးနေတည်သွားခဲ့ပြီလို့ပြောလိုက်ပါရီ။ဆမ်ကခေါင်းထဲကတင်ငေရတွေဟာအဲလုံစားတွေပဲဖြစ်တယ်လို့ ။မြောင်ထရူးကိုအလင်းရောက်ထိုးချိန်မှာဘရင်သုံးပါးကတကားဖွင့်မဲ့အကြောင်းဂျပန်ရကပြောပြလိုက်ရင်းနဲ့စိတ်ဆွမ်းကိုအသုံးပြုဖို့ပြောလိုက်ပါရီ။တကဘာလုံးကအလိုရှိနေတဲ့ဆန်တို့ဘက်ကဓမြောင်ထိန်ဦးလို့တီးကြတဲ့အကွာပါပေလေကွေ့ကိုဆက်ပြီးတော့ခီးထွက်ခဲ့ကြပါရီ။ဂျမ်တာဖုန်းဆက်လိုက်ရင် FBI နေကတီးသွားနိုင်တာကြောင့်မလို့ဆိုင်မွန်ကပဲဘုံမှုလန်းစော့စီကိုဖုန်းဆက်ပြီးတော့လက်ရှိဖြစ်ပျက်နေတဲ့ပြဿနာရင်းနဲ့အခြေအနေတွေကိုပြောပြပြီး Ultimate Brain ကိုလာဖို့ပြီးဖို့အကူအညီတောင်းလိုက်ပါရီ။အိမ်နောက်ဆန်တို့က Primit ဖျားကြောင်တစ်ခုစီကိုရောက်ခဲ့ကြသလို ဆိုင်မွေးတောင်းဆိုချက်ရာဘုံမူလန်စနော့တို့ဖွဲ့ကလေအော်တီမက်ဘရိုင်းကိုဒေလာရင်းနဲ့လန်ဒိုဝါမှာဂယ်လိုရီကိုလေတီးနဲ့အရေးပေါ်ဆင်းရမယ်ဆိုပြီးတော့အပွဲသားအလုံးကကြောက်တုံးပြီးတော့လေဘောကကန်ချလိုက်ပါတယ်။တောင်းစီယာရီလှုပ်ရှင်တဲ့ကောင်အခုတော့နားကားပြီလေ။ဆိုင်မွေးဘက်ကလေဂျပန်ကပြောခဲ့တာတွေကိုပြန်လည်စဉ်းစားရင်းနဲ့မြေပုံနိုင်ရှာလာခဲ့ကြပါတယ်။ရှင်းအောင်ကြောင်းတော်ရီတို့ရဲ့တွင်းမက်မှာတော့ဘရိုင်း၆ရုံးနဲ့တော့ခတ်ထားတဲ့မက်ထရစ်ကိုနောက်ဆုံးမှတော့ရှာတွေ့ခဲ့ကြပါပြီ။ဒါမဲ့ဇန်ကမက်ထရစ်တော့ယူဖို့လှုပ်လိုက်တဲ့အချိန်မှာတော့အမုံနေအဖြစ်ပြောင်းလဲရကြမလို့အဝေးအထည်ကိုထိတ်ပြီးတော့ဒေလာခဲ့ကြပါတယ်။ တခြားတစ်ဖက်မှာလည်းဘုံမှုလန်စောရုပ်ဖွဲ့က Ultimate Brain ကိုလေဒီနဲ့တွဲပြီးတော့ဆင်းလာခဲ့ရင်ဇန်နိုးနဲ့တွေ့ဖို့စောင့်နေခဲ့ကြပါပြီ။အဲ့ဒါအမြင်သွားတဲ့ဆိုင်မွန်တို့ကကားနဲ့ထွက်လာချိန်မှာပဲသူတို့ကိုတွေ့သွားတဲ့ဒီဇယ်ဒီကွန်းလေယာဉ်ကြီးကအဝေးပြဒုံးကြီးနဲ့စော်ပါတော့တယ်။ဒီဇယ်ဒီကွန်းတွေကိုမျက်ခြေပြတ်ဖို့အတွက်ဆမ်နဲ့မီကီလက်စ်ကတလန်၊ဒိုင်ဗီဗီကတလန်၊လီယိုနဲ့ဆိုင်မွန်က Skidus နဲ့ Mafflack ကိုခေါ်ပြီးတော့ Autobot ရဲ့ရှိရာကိုလူစုခွဲပြီးတော့တွားရောက်ခဲ့ကြပါပြီ။ဘုံမှုလန်နိုးရဲ့ရှိရာကို ဆောင်းဖရီနဲ့အဖွဲ့တွေကရောက်လာခဲ့ပြီးတော့မက်ထရစ်ကိုအော်တိုဘော်ရီစီမရောက်စေဖို့ဒီဇယ်ဒီကုန်းတွေအားလုံးကာကွယ်စို့ဆိုတဲ့ဆောင်းမှုတွေညီညီစတင်တိုက်ခိုက်ပါ ori ဆိုင်မွန်တို့ကတော့ချိန်တိုင်းနေရာကလွဲပြီးတော့ဒီဇယ်ဒီကုန်းတွေရှိရာနေရာကိုရောက်သွားတာမျက်စီလည်နေကြပါ ori ဆိုင်မွန်နဲ့လီယိုရောက်နေတဲ့ပတ်ဝန်းကျင်ကကိုရောင်ဖြောင်းနေတဲ့ဒီဇယ်ဒီကုန်းတွေအားလုံးဟာအလုံးကြီးမားဒီဗက်စတီတာအဖြစ်ပြောင်းလဲကရှိသမျှတွေကိုလေးစင်းတမောင်းလိုမျိုးဆုပ်ယူနေခဲ့တာကြောင့်ဆိုင်မွန်နဲ့လီယိုကလေးဝေနောက်ကိုပါမသွားအောင်တွေ့ရာကိုဂိုင်ဆွဲထားခဲ့ရပါ ori ဆမ်နဲ့မီဂီလက်စ်တို့ကတော့ Star Screen ရဲ့လက်ကတွေလွတ်အောင်ထွက်ပြေးနေရပါ ori ောက်ဆုံးမှာတော့ Mafflin နဲ့ Skaters ပူးပေါင်းက Devastator ကိုတိုက်ခိုက်နေခဲ့ကြပါတယ်။ဒီစတီကုန်းတောင်ကဆမ်ရဲ့အဖေနဲ့အမေကိုတစားကန်လုပ်ဖို့အတွက်ပြင်းနစ်ကနေပြီးတော့ Agent ကိုဖမ်းခေါ်လာပြီးဆမ်တို့ရဲ့ရှေ့မှာတပ်ဖို့အတွက် Mafflin နဲ့မိဘတွေကိုအလဲတယ်လုပ်ဖို့ပြောလိုက်ရပါတယ်။ဒါပေမဲ့ကန်ကောင်းကျင်တော့ဘန်မေဘီကအချိန်မီရောက်လာပြီးတော့ဒီစတီကုန်းတွေကိုပင်းလက်သည်ဝိုက်လက်သည်နဲ့ကျွေးပါတော့တယ်။စစ်တပ်ကလည်းတိုက်လေအနေနဲ့တူ Marine တပ်သားတွေကိုလွတ်လိုက်ပြီးတော့ဒိုင်ဝဲတွေကလည်းဆက်လက်ပြင်းထန်နေတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်အစီအခံနေစနေစတွေးမှာပဲကိုရခိုင်ကြီးရဲ့ကောမန့်မရေးသူလက်တီနူး လက်ဒီနူဟေလက်ဒီနူဆိုရဲ့တချင်းတန်စင်လေးကိုဖွင့်ပြလိုက်ပြရစီလားခင်ဗျာအဲဇလန်ကိုပြန်လဲပြီးတော့ဆက်ရမယ်ဆိုလို့ရှိရင်တော့ဆိုင်မွန်ကအမေရိကန်လေးနေသင်းမောကပတိန်ဝါရာစီကိုဖုန်းဆက်ပြီးတော့ဆန်အဗာဇာပရီမီယာဒီနီယာကိုပြောပြပြီးတော့အမြောက်နဲ့လမ်းထူခိုင်းလိုက်ပါရီကွန်မန်ဒိုတက်တွေကတော့ဂမ်းမော်ကိုတက်လာပြီးဒီဇယ်ဒီကိုအနေနဲ့အပြန်အလှန်ပြစ်ခတ်နေကြပါရီစစ်ဌာနချုပ်ကတော့ဆိုင်မွန်ပေးရဲ့ဒီနီယာကိုပေါင်းနှထောင်ဘုံပြေချောက်ခွင့်ပေးဖို့ရှိကြောင်းအမိန်ပေးနေပါရီဗိုလ်ချုပ်မော်ရှူဝါတို့ဖွဲ့ကလည်းဆမ်ကိုလမ်းတွေးနေရတယ်လို့စတားစကရင်ကလည်းဆမ်မြေနောက်ကိုအသေးအံလိုက်လာတိုက်ခိုက်နေပါရီ စစ်သုံးတင်ကားရဲ့အကြီးစံချက်တွေကြောင့်မလို့ဒီစက်ဒီကုန်းတွေကအကြဆုံးများနေခဲ့ပြီးအရဲသားရဲ့ရှိနေသေးတာကြောင့်လေရင်ပစ်ကူကိုခဏဆောင်ခိုင်းမှုအတွက်ဗိုလ်မှူးလန်းတော်ကပြောနေပါရီဆမ်က Ultimate Prize ကိုသူ့အသွားမှာဖြစ်တာကြောင့်မလို့သူ့ကိုကာပြစ်ပေးဖို့လန်းတော်ပြောနေခဲ့ပါရီဂျပန်ယာကြီးကလည်းရောက်လာကဆမ်တို့ရဲ့ဘက်ကနေပြီးတော့ဒီစက်ဒီကုန်းတွေကိုဝင်ရောက်တိုက်ခိုက်ပေးနေပါရီ Devastator ကြီးကလည်းဆမ်ဖက်စာရှိနေတဲ့ Premier ရဲ့ထိဆုံးကိုထုချေလေပွေးနဲ့ဆုပ်ကဖြိုးချနေပါရီဆိုင်းမွန်အချက်ပေးလိုက်တာနဲ့ရေတက်သေးမောကဒီနေရာအတိုင်း Premier စီကိုစတင်ပြစ်ခတ်လိုက်ပြီး ဒီ investor ဟာအမြောက်ကြီးစံကြောင့်ပြုတ်ကျပျက်စီးသွားခဲ့ရပါတယ်။လေတက်ကလည်းဒီဇယ်ဒီကုန်းတွေရှိရနေရကိုပေါင်းနှောင်းဘုံတွေနဲ့ကျဲချရင်ပြစ်ခတ်တိုက်ခိုက်ပါတယ်။ Sam ကဘုံပေါက်တဲ့အချိန်ကြောင့်မလို့သတိလစ်သွားခဲ့ပြီးတော့ Brian ရဲ့ကဘာကိုရောက်ရှိသွားသလို Brian တွေက Sam နဲ့ Ultimate Brian တို့အကြောင်းကိုသိနေပြီးဖြစ်တာအကြောင်းမလို့သူတို့ရဲ့ lower channel နဲ့ထိုက်တန်သူလို့ပြောလိုက်တဲ့အချိန်မှာပဲ Sam ကသတိရလာခဲ့သလို Madrid အမုံနေရလဲပြန်လဲစူးစီးပြီးတော့ Madrid အစ်စ်တခုဖြစ်လာခဲ့ပါတယ်။ Sam က Madrid ကိုယူပြီးတော့ Optimus ရဲ့ရင်ဘတ်ကိုထိုးဆိုင်ချလိုက်တာအကြောင်းမလို့ အော်ဒီမက်စ်ကနောက်တစ်ချိန်ပြန်လဲအသက်ဝင်လာခဲ့ပြီးမကြခင်မှာပဲဖေလန်ကရောက်လာကမက်ထရစ်ကိုလူယူကဆန်အာဖာဇာရှိရာပရမစ်ဘောတက်သွားခဲ့ပြီးတော့အသက်သွင်းမှုလုပ်ပါတော့တယ်ဖောလင်းနဲ့အော်ဒီမက်ကအင်အားကြီးမမျှအကြောင်းမလို့ဒဏ်ရာရနေတဲ့ဂျပန်ယာကသူ့ဘာမှာအကောင်းဆုံးလောက်တစ်ခုလောက်ရတော့မင်းလို့ပြောပြီးတော့သူ့ရဲ့စွမ်းနဲ့ခန္ဓာကိုယ်ပါအော်ဒီမက်စီကိုပူးအောင်စေခဲ့ပါတယ်ငကိုတဲ့စွမ်းကြီးမားသွားတဲ့အော်ဒီမက်စ်ကလည်းပရမစ်ဘောကဖောလင်းကိုဝင်ရောက်တိုက်ခိုက်ပါတော့တယ်အော်ဒီမက်စီရဲ့ကြွေးချက်တွေကြောင့်မလို့ဖောလန်တယောက်အမောက်သိပ်ခံလိုက်ရပါတယ် ရားကြီးကြာဆုံးပြီးပြီဆိုတော့လေနောက်ကနေထွက်ပြေးဖို့အသင်းဖြစ်နေတဲ့လူတွေကတော့တောက်ပူရဲ့တပည့်ကျော်မဲလုံးနဲ့နှကန်းနီဆိုတဲ့အဝင်းတို့ပဲဖြစ်နေခဲ့ပါပြီ။လင်းရင်ဒင်းမောကြီးပေါ်မှာတော့ဇမ်နဲ့အော်ပတီမစ်ကအပြန်အလှန်ဆောင်ရှောက်မှုတွေအတွက်ကျေးဇူးတင်နေကြပြီးတော့အော်ပတီမစ်ကဒီလိုဖြစ်ရတဲ့အတွက်သူ့ရဲ့ဂျိုးကိုသတင်းပြန်ပို့နေပါပြီ။ဟုတ်ကဲ့ပါဒီနေရာလေးမှာပဲ Rave of the Fallen 2009လေးကလည်းပြီးဆုံးသွားခဲ့ပါပြီ။ရုပ်ရည်စကားကောင်းလေးတွေကိုအစဉ်ဆက်မပြတ် recap အနေနဲ့တင်ဆက်ပေးမှာမလို့ကျွန်တော်တို့ရဲ့ ZD4 channel လေးကိုလည်း like and subscribe လုပ်ပေးထားကြပါအောင်ခင်ဗျာ အားပေးကြတဲ့ပရိသတ်များလည်းပဲစိတ်ကြမ်းပါခြင်း၊ကိုယ်ရည်ချမ်းသာခြင်းနဲ့ပြည်စုံတော်မူကြပါစေလို့ဇီရီဘော်ရဲ့ဝိုင်းတော်သားများကဆုမွန်ကောင်းများတောင်းပေးလိုက်ရပါသည်။အစုံဒီကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။